အစ္စလာမုအလัยကုမ်ဝရဟမတူလာဟီဝဘရကာတူယနေ့ဟီဂျရီ1448ခုဝစာနီ16ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေနေ့မှာ9မိနစ်တွင်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1159ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့အချိန်တိုင်းအခါတိုင်းမှာဇီကီအလောရှိမြတ်ကိုတရိယတတ်တာနိုင်မဲ့လမ်းညွန်ချက်တွေကိုတင်ပြမှာဖြစ်ပါတယ်အလောရှိမြတ်ကိုအချိန်တိုင်းအခါတိုင်းတရိယတတ်တာခြင်းဟာ ဝိညာဉ်ရေးရအတွက်ဗဟုချက်မှတ်တစ်ခုဖြစ်ပါတယ်။ဒါဟာမွတ်စလင်တအူးရဲ့ဘဝတစ်ခုလုံးကိုအလောရှိမြတ်ရဲ့ရှေတော်မောက်မှာယက်တည်နေတဲ့အသီးစိတ်နဲ့ဖြတ်တန်းဖို့အတွက်လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ဒီလိုဇီကရ်ပြုလုပ်ဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြတ်ကုရ်အန်ရဲ့လမ်းညွှန်ချက်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအလောရှိမြတ်ကဆူရတ်အရအာယတ်နံပါတ်28မှာအမိန့်ရှိတယ်အလ္လာဒီနာအာမနူဝတတမအင်နူကလူဘူဟွမ်ဘီဇီကရီလာ الا بذكر الله تطمئن القلوب ဟောအလောရှိမြတ်ပေါ်မှာအီမန်ယူတဲ့ပုံကိုတွေဟာသူတို့ရဲ့နှလုံးသားတွေဟာအလောရှိမြတ်ကိုသတိရတတ်တဲ့အတွက်ကြောင့်တည်ငြိမ်အေးချမ်းနေပါတယ်ဟောတော့အလောရှိမြတ်ကိုသတိရတတ်ခြင်းဖြင့်ပဲစိတ်နှလုံးတွေအေးချမ်းမှုရရှိနိုင်မှာဖြစ်ပါတယ်တခြားအာရတခုမှာ يا ايها الذين امنوا اذكروا الله ذكرا كثيرا وسبحوه بكره واصيلا အခုယုံကြည်သူအပေါင်းတို့အသင်တို့ဟာအလောရှိမြတ်ကိုအချိန်ချင်းအဖန်ဖန်များစွာတရိယာတတ်တာကြပါတဲ့။ဒါအပြင်နနဲ့အခါမှာတော့လောကောညနေအခါမှာတော့လောကောအလောရှိမြတ်ကိုစိတ်စင်ကြယ်စွာနဲ့ချီးမွမ်းကြပါဆိုပြီးတော့အမင့်ရှိထားပါလေ။ဒေါနမက်ဆလ္လာလဟ်အစ္စလမ်ရဲ့တွင်တင်ချက်တွေလမ်းညွန်ချက်တွေကိုလည်းလေ့လာကြည့်နိုင်ပါတယ်။ကိုရမက်ဆလ္လာလဟ်အစ္စလမ်ကအလောရှိမြတ်ရဲ့မိန့်ကြားချက်ကိုပြန်လည်မိန့်တော်မူပါတယ်။ အလောရှိမြတ်မိန်တော်မူတဲ့ငါရှိမြတ်ဟာမိမိရဲ့ကြည်ကျွန်ထင်မြင်ယူဆတဲ့အတိုင်းသူ့ကိုဆက်ဆံတော်မူပါတယ်။သူဟာငါရှိမြတ်ကိုသတိရတတ်တာနေရင်ငါရှိမြတ်ကလည်းသူနဲ့အတူရှိနေမယ်။သူကငါကိုပရိသတ်ထဲမှာသတိရရင်ငါကလည်းသူ့ကိုသူ့ပရိသတ်ထက်ပိုကောင်းတဲ့ကောင်းငင်ပန်တော်တွေရဲ့ပရိသတ်မှာသတိရတော်မူမယ်တဲ့။တမန်တော်ဆလ္လာလဟ်အလိုင်းဆလမ်ဟာအချိန်အလုံးနီးပါးစကီရပြုလေးရှိပါတယ်။ဣဘာဒတ်ထောက်ဝမှုတွေရဲ့နောက်ပါပဲမဟုတ်ဘူး။ နေ့စဉ်လုပ်ရတဲ့လုပ်ငန်းဆောင်တာတွေပြုလုပ်နေတဲ့အချိန်မှာလည်းအလောရှိမြတ်ကိုသတိရတတ်တာလေးရှိပါတယ်။အဲ့တော့အရှင်မြတ်ကိုသတိရနေဖို့လက်ကျင့်နည်းလေးတွေကို တင်ပြပေးရစီ။နံပါတ်၁ကတော့နေ့စဉ်ဇကီရီကျွန်တော်တို့တတ်မှတ်မယ်။နနေ့ညနေမှာတင်းတက်စဘီလို့ခေါ်တဲ့ဆူဘဟာနုလ္လာအလ်ဟမ်ဒူလ illah အလ္လာဟူအကဘာပြီးတဲ့အခါမှာအစတောဂူဖီရူလ္လာနော်ဒရူရှရီဖ်တေကိုနေ့စဉ်အချိန်နေရာတတ်မှတ်ပြီးတော့ အ ਨੇ ဆုံးအကျင့်တရားရွတ်ဆိုမယ်။ဣဘာဒတ်တည်းရဲ့နောက်မှာကျွန်တော်တို့သတ်မှတ်ထားတဲ့ဟာဒီစ်တော်လာဇီကီရီရှိတဲ့နမဆွေပြုပြီးတဲ့အခါမှာတစုံတရာမပြောမီဆုဘဟာနလ္လာ33ကျင်းအလ်ဟမ်ဒူလင်လာ33ကျင်းအလ္လာဟူအက်ဘာ33ကျင်းကိုရွတ်ဆိုတာရှိပါတယ်။အပြီးတဲ့အခါမှာလာအီလာဟ်အီလာလ္လာတကျင်းဆိုလိုက်ရင်တရားပြည့်သွားပါလိမ့်မယ်။အနမနိကရောနမတ်ကိုကျွန်တော်တို့အချိန်မီစောက်တည်ခြင်းလည်းပါလဲပဲအလောရှိမတ်ကိုဒရိယာတာတာဖို့နီလန်းဖြစ်ပါတယ်ဒါကြောင့် ကျွန်တော်မြတ်ကုရ်အန်မှာဟဇရတ်မူဆာအလိစလမ်ကိုအလောရှိမကအကီမစ်ဆလာတလီဒီကရီငါအစ်အနေနဲ့နမဇ်ဝပြူတာငါကိုတရိယာတာတာဖို့ဝပြူပါဆိုပြီးတော့မှအမိန့်ရှိထားပါတယ်။တုံလုံးမြတ်ဆလလောအလိစလမ်ကဆဟဘတာဝကကြီးတွေကိုမေးတယ်။အစ်တို့နဲ့တူဦးရဲ့အိမ်ရှိမှာချောင်းတစ်ချောင်းရှိမယ်။ဒီချောင်းမှာတနေ့ငါးချိန်ရေချိုးခြင်းအပြင်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာအညစ်အကြေးတစုံတရာကြံနိုင်အောင်လားလို့မေးမြန်းခဲ့တဲ့အခါမှာဆဟဘကြီးတွေကမကြံနိုင်ပါဘူးလို့ပြန်လည်လျှောက်ထားပါတယ်။ ကိုရမန်ဆလောလ္လာဟ်အလိုင်ဟိဆလမ်ကနမတ်၅ချိန်ဟာလေလူသားကိုအပြစ်တွေကနေကင်းစင်စေရမှာဒီလိုပဲဖြစ်တယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်။နံပါတ်၃ကတော့အလောရှမြတ်ရဲ့အမိတော်တွေကိုရွတ်ဆိုခြင်းဖြစ်ပါတယ်။အလ်အစမာဥလ်ဟုစနာဒုမဟုအစမာအလ္လာဟ်လ်ဟုစနာအလောရှမြတ်ရဲ့ပြီးပြည့်စုံဆုံးသော အမိနာမတွေကို နေ့စဉ်ရွတ်ဆိုခြင်းအပြင်အရှင်မြတ်ရဲ့ဂုဏ်တော်တွေကိုသတိရနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ကတော့ကုရ်အန်ကျမ်းတော်မြတ်ကိုနေ့စဉ်ဖတ်ရှုခြင်းဖြစ်ပါတယ်။ နံပါတ်5ကတော့အလူအတန်းပေးကမ်းခြင်းဖြစ်တဲ့တစုံတစ်ခုကိုပေးတိုင်းဘစ်မင်လာလို့ပြောဆိုမယ်ဒီလိုပဲအလောရှိမြတ်ကိုဒီလိုပေးနိုင်တဲ့အတွက်ကြောင့်ယေရှုတင်ခြင်းအဖြစ်ဒါအလောက်ကိုတရိယာစေမှာဖြစ်ပါတယ်နံပါတ်6ကတော့တဘာဝလောကကိုစင်ញင်သုံးသပ်ခြင်းဖြစ်ပါတယ်အရှင်မြတ်ကမိုးမြေကောင်းငင်တွေကိုဖန်ဆင်းတာမိညာပြောင်းလဲခြင်းတွေမှာအတိညာရှိသူတွေအတွက်အထောက်အထားတွေရှိနေတယ်လို့အမိန့်ရှိပါတယ်တို့တို့တွေဟာထိုင်လျက်ဖြစ်စေထားလျက်ဖြစ်စေ လင်းလျောင်းလျက်ဖြစ်စေအရှင်မြတ်ကိုတရိယတတ်တာနေကြပါတယ်တဲ့သူတို့ဇင်းကြီးရဲ့လက်တွေ့ကျင့်သုံးမှုတွေတွေကိုလည်းကျွန်တော်တို့လေ့လာကြည့်လို့ရပါတယ်အီမာမီဂဇာလီရာဟီမောလ္လာတခင်မိတ်ဆိုတဲ့အရှင်မြတ်ကိုတရိယတတ်တာခြင်းဟာစိတ်နှလုံးရဲ့အသက်သွေးကြောဖြစ်တဲ့ဇီကရမရှိရင်စိတ်နှလုံးသားဟာတည်ဆုံးပါတယ်တဲ့ရာဘီယာရာဟီမောလ္လာတခင်မကြီးကအရှင်မြတ်ကိုတရိယတတ်တာခြင်းဟာမိမိတသက်တာရဲ့အခြေခံအဖြစ်ပြုလုပ်ခဲ့ပါတယ်သူမဟာဒီလိုထူထောင်လေးရှိတယ်တဲ့ ဩအလောရှင်မြတ်ကျမရဲ့စိတ်နှလုံးကိုအရှင်မြတ်ကိုတရိယတတခြင်းနဲ့အသက်သွင်းပေးတော်မူပါတဲ့အဲ့တော့ကျွန်တော်တို့လက်တွေ့အကြံပြုချက်လေးတွေလည်းတင်ပြခြင်းပါတယ်နံပါတ်၁ကတော့ဇီကရ်အစီအစဉ်လေးလုပ်မယ်ဘယတ်ပြုထားတဲ့သူတွေဟာမိမိတို့ရှိုက်ကတတ်မှတ်ပေးထားတဲ့ဇီကရ်တွေကိုပြုလုပ်မယ်အခြားသူတွေကလည်းအထမတင်ပြခဲ့တဲ့သင်းတက်စဘီကိုရွတ်ဆိုမယ်နောက်တစ်ခုကတော့ဇီကရ်အရေးအတွက်တွေပါတစုံတစ်ခုဇီကရ်ကိုနေ့စဉ်အရေးအတွက်တတ်မှတ်ပြီးတော့ကျွန်တော်တို့ပြုလုပ်တင်ပါတယ် နံပါတ်3ကတော့ secure အဖွဲလိုက်လုပ်မယ် secure ပြုလုပ်တဲ့မိတ်ဆွေတွေနဲ့အဖွဲလိုက် secure ပြုလုပ်တာဟာလေ intern ထိရောက်ပါတယ်နံပါတ်4ကတော့သတိရှိမယ်လုပ်ငန်းဆောင်တာတိုင်းကို bismillah နဲ့လှုပ်ဆောင်ဖို့ကိစ္စရအတိုင်းကိုရှေ့မှာလုပ်မယ်ဆိုရင် insha allah ဆိုတတ်ဖို့ကျွန်တော်တို့ဟာသတိရှိရှိနဲ့လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါဤကုန်းချုပ်အနေနဲ့အလောက်ရှိမြတ်ကိုအချိန်တိုင်းခါတိုင်းသတိရခြင်းဟာမွတ်စလင်တဦးရဲ့ဝိညာဉ်ရေးရာခရီးမှာအဓိကကြားတဲ့တော့ချက်ဖြစ်ပါတယ်ဒါဟာယုတ်တိရရရှိတဲ့အရာမဟုတ်ပါဘူး တဖြည်းဖြည်းလေ့ကျင့်ရတဲ့အရာဖြစ်ပါတယ်အရှင်မြတ်ကိုတရိယာခြင်းဟာစိတ်နှလုံးရဲ့အေးချမ်းမှုတွေဘဝရဲ့ငြိမ်းချမ်းမှုနဲ့နောက်ဆုံးမှာအရှင်မြတ်ရဲ့နှစ်သက်မှုကိုရရှိစေမဲ့တစ်ခုတည်းသောနိလန်းဖြစ်ပါတယ်လို့တင်ပြရင်းနဲ့ဒီနေ့ရဲ့သင်ခန်းစာကိုညီကုန်းချုပ်ပါတယ်အစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူ